မန်ချက်စတာယူနိုက်တက်နေပြအမရန်ကလိုင်ယွန်အသင်းနဲ့တည်ရကြခဲ့တဲ့ယူရိုပါလိပွဲစဉ်မှာအမှားများခဲ့တဲ့အသင်းကိုယ်သမားအိုနာနာအပေါ်ယုံကြည်မှုရှိကြောင်းထောက်ခံပြောကြားခဲ့ပါရယ်မန်ချက်စတာယူနိုက်တက်သင်ဟာဧပြီ10ရက်ကြာသပတေးနေ့ကယူရိုပါလိကွာတာဖိုင်နယ်ပထမအကြော့ပွဲစဉ်အဖြစ်လိုင်ယွန်အသင်းနဲ့အဝေးကွင်းမှာကစားခဲ့ရပြီးတပ်ဖက်2ဂိုးစီတည်ရကြခဲ့တာပါအဲ့ဒီပွဲမှာမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လိုင်ယွန်အသင်းကို2ဂိုး2ဂိုးနဲ့အနိုင်ရဖို့နှိစက်ခဲ့ပေမဲ့ပွဲပြီးကန်ဒီမှာအသင်းကိုယ်သမားအိုနာနာရဲ့ဂိုးဖမ်းပုံမတည်တတ်မှုကနေတဆင့်လိုင်ယွန်အသင်းကို ခြေပကိုပြန်ပေးခဲ့ရပြီးပွဲပြီးမှနှစ်ဂိုးစီတည်ရခဲ့တာဖြစ်ပါတယ်။ဒါပြင်လိုင်းယုံအတင်းသွင်းယူခဲ့တဲ့ပထမဆုံးဂိုးဟာလည်းအိုနာနာရဲ့ပေါ်ဆောင်မှုကြောင့်ပေးခဲ့ရတာဖြစ်ပြီးသူ့ရဲ့စွမ်းဆောင်မှုနဲ့ပတ်သက်ပြီးဝေဖန်မှုတွေလည်းရှိနေတာပါ။ဒါပေမဲ့အာမိုရန်ကတော့ကျွန်တော်အနေနဲ့အိုနာနာအပေါ်တကယ်ယုံကြည်မှုရှိပါတယ်။ဘောလုံးပွဲတွေမှာဒီလိုဖြစ်တတ်ပါတယ်။ခမည်းအနေနဲ့ ပွဲရည်အများကြီးကစားတဲ့အခါအခုလိုအမားတွေကျွလွန်နိုင်ပါတယ်။တကယ်လို့ဒီအသည့်တရှုံလုံးကိုသာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်လုပ်ခဲ့တဲ့အမားတွေကကစားသမားတွေထက်ပိုများတာတွေ့ရမှာပါလို့ပြောကြခဲ့ပါတယ်။